တွေးတွေးကြည့်ရမယ်ဆိုရင်တော့အခုလက်ရှိလိုအခြေအနေပေါ့နော်ကျွန်တော်တို့ပုံမှန်အခြေအနေမဟုတ်ဘဲနဲ့နိုင်ငံတနိုင်ငံလုံးကအဲ့လိုမျိုးစစ်ပောင်ကျယ်နေတဲ့အချိန်မှာနောက်ပြီးလို့ဆိုရင်အဲ့လိုမျိုးဟိုတစ်ဖက်နဲ့တစ်ဖက်တအုပ်စုနဲ့တအုပ်စုဆိုတဲ့အမြင်မျိုးအများရှိနေတဲ့အချိန်မှာဥပမာစကလုံးတစ်လုံးဘလို့ကြီးရကြတယ်မျိုးမျိုးပြောပြောအဲ့အရာကြီးအမုန်းစကားဖြစ်သွားဖို့ပို့ပြီးတော့ပဲကူတဲ့လောင်စာပေးနိုင်တဲ့အခြေအနေရှိနေတယ်လို့ကျွန်တော်ထင်တယ်ဥပမာဆိုရင်အခုအခုလက်ရှိဆိုရင်လည်းကျွန်တော်တို့ ဟိုကျွန်တော်တို့တိတ်နာမလဲပဲမဲ့ဟိုက KIA နဲ့ DNL လေးဂျာရီကအဲ့လိုမျိုးပို့တိုင်းမှုလိုမျိုးကနေမီကိစ္စနေပြီးတော့ maybe လူမျိုးရေးကိစ္စအထိရောက်လာတဲ့အမုန်းကားတွေလည်းရှိနေရှိနေနိုင်တယ်ဆိုတာမျိုးပေါ့အဲ့လိုကျွန်တော်မှမတူညီတဲ့အုပ်စုတွေအများကြီးကွဲထွက်သွားခဲ့ပြီလို့ဆိုတော့ထင်တယ်အဲ့အတွက်ပြန်ပြီးတော့ cohesive ဖြစ်အောင်ပြန်လုပ်မယ်ဆိုရင် this society ခုလောအတိုင်းအတာနဲ့ဆိုရင်တော့မပြောတတ်ဘူးเนาะတော်တော်လေးကိုဟိုရှင်းရလင်းရမယ် ိစ္စမျိုးတွေဥမာဘာသာရေးအရာရောလူမျိုးစုရေးရာအရာရောပြီးရင်နိုင်ငံရေးအခြေခံအယူဆတွေအရာရောနောက်ပြီးတော့စီးပွားရေးအရာမညီမျှမှုတွေအရာရောအဲ့လို social cohesion စီကိုပြန်ဥတည်မယ်ဆိုရင်အဲ့လိုမတူညီရဲ့အဲ့လို layer 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 တွေကိုကျွန်တော်တို့ကနားလည်အောင်လုပ်မှာပဲအဲ့လိုတနိုင်ငံလုံးအတိုင်းအတာ social cohesion ဒါမှမဟုတ်ဒေသတစ်ခုစာအတိုင်းအတာ social cohesion စီကိုပြန်ဥတည်လို့ရမယ်လို့ထင်တယ် အာဒီအခုပေါ့နော်ဒီ social media ခင်မှာဆိုလို့ရှင်မြန်မာနိုင်ငံမှာမဟုတ်ဘူးပေါ့နော်ဒီဘက်ခေတ်တစ်ခုလုံးမှာဆိုလို့ရှင်ဒီအဲလူမျိုးရေးဘာသာရေးတွေနဲ့ပတ်သက်ပြီးတော့လူတွေကပို့ပြီးတော့ဟို awareness ရှိလာရလို့ညီမအနေနဲ့တော့မြင်တယ်ပေါ့နော်အမ်ဘာလို့လဲဆိုတော့ဟိုဥပမာမြန်မာပြည်မှာဆိုလို့ရှင်2018လောက်တုန်းကဒီ LGBT ပွဲတွေဘာတွေဒီရန်ကုန်တို့ ပါတော့မြို့ကြီးတွေမှာပေါ့နော်လှုပ်တဲ့အခါကျလို့ရှင်လူတွေကအလိုတက်တက်ကြွကြွနဲ့လာကြတယ်ပြီးတော့ဒီ welcome လုပ်ကြတယ်ပေါ့နော်ဒီလိုမျိုးဟိုအခြေအနေတွေကိုကြည့်ချင်းအဖေညီမအနေနဲ့တော့ဒီအဲလူအတိုင်းဝိုင်းနဲ့မှာမြန်မာပြည်ရဲ့လူမှုအတိုင်းဝိုင်းနဲ့မှာပေါ့ဒီမတူညီတဲ့ဒီယုံကြည်မှုတွေအဖြစ်တည်မှုတွေကိုးကွယ်မှုတွေကအစပေါ့နော်အလိုအများကြီးရှိနေတဲ့ဒီမတူညီမှုတွေကိုဒီဘက်ခေတ်မှာတော့အဲ နည်းနည်းတော့လက်ခံလာပြီလို့တော့မြင်တယ်ပေါ့เนาะအထူးသဖြင့်ဒီလူငယ် generation တွေဆိုလို့ရှိရင်ပို့ပြီးတော့ဒီဟာတွေကို aware ဖြစ်ပြီးတော့သူတို့အနေနဲ့ advocate လုပ်တာတွေလည်းရှိရပေါ့เนาะအဲကြောင့်ဟိုဟိုအရင်အချိန်တွေတုန်းကလောက်တော့ဒီလူမျိုးရေးဘာသာရေးတွေပေါ်မှာအခြေခံတဲ့ဟိုအမုန်းစကားတွေကိုအနည်းနဲ့အများတော့ရှင်းချလာနိုင်တယ်လို့တော့မြင်တယ်ပေါ့เนาะဘယ်လိုအမြင်လဲဆိုတော့လက်ရှိကဟိုလူတိုင်းအရာရာခက်ခဲနေတဲ့အချိန်ပေါ့မြန်မာနိုင်ငံလာတဲ့နေ့အဲ့တော့လူတိုင်းနေတယ်လေဟို စူလွယ်စူလွယ်နဲ့လွယ်ပေါ့ကြည့်လွယ်ရှာလွယ်ပေါ့အခုဆိုရင်ဟိုထိခိုက်လွယ်တဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့တတော်ဒီအမုံစကားလားတည်င်းလားပေါ့နော်အမှန်လားဟိုတည်င်းမှန်လားတည်င်းမှားလားဆိုတာဟိုတိတ်ချစဉ်းစားပြီးတော့ဆုံးဖြတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါသိထားဖို့လိုပါတယ် speed matter ရဲ့ပြည့်တက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ